ာပါခင်ဗျာကျွန်တော်တို့အပတ်စဉ်တင်ဆက်နေတဲ့အရိဒ္ဓစကားဝိုင်းဟိုဒီတစ်ပတ်ဖိတ်ခေါ်ထားတာတော့ကျွန်တော်တို့အဲပြည်သူ့အရေးဂျန်နယ်ရဲ့အရိဒ္ဓချုပ်ဆရာဦးမော်လင်းပါနောက်ထပ်တစ်ယောက်ကတော့ကျွန်တော်တို့ဒီစောင်းမရှင်နဲ့နိုင်ငံရေးတုံသက်သူဆရာဦးတန်းစိုးနိုင်တို့ကိုကျွန်တော်တို့ DBB TV အစီအစဉ်အနေနဲ့ဖိတ်ခေါ်တာပါတယ်အဲ့တော့အခုကျွန်တော်တို့ပထမအနေနဲ့ပေါ့နော်ဒီထိတ်သီးငါးငါးပွင့်ဆိုင်ပေါ့ငါးဘွဲ့နိုင်ငံရေးအစုဘွဲ့ငါးဘွဲ့ထိတ်သီးခေါင်းဆောင်တွေတွေ့ဆုံတဲ့အပေါ်မှာ တချို့ကလည်းပြောကြတယ်ဒီဥစ္စာဟာတွေ့ဆုံဆွေးနွေးမှုမဟုတ်ဘူးရိုးရိုးပဲခေါ်ပြီးတော့ကို့အမြင်နဲ့ကို့ပြောကြတယ်တယောက်10မိနစ်ပြီးပြောတယ်ဘာသဘောတူညီမှုမှမရှိဘူးအဲ့လိုပဲကိုရဲ့ထုတ်ကတရင်သာရှင်းလင်းပွဲမှာတော့အားလုံးသဘောတူဆုံးဖြတ်ခဲ့တယ်လို့ပြောတယ်အဲ့ပုံမှာတော့နည်းနည်းလေးဟို controversial ဖြစ်တာပေါ့နော်ဒါနဲ့ပတ်သက်လို့ဆရာမော်လင်းကနည်းနည်းဝင်ရောက်ဆွေးနွေးပြပေါင်းခင်ဗျာပထမဆုံးပြောရရင်တော့၅ပွင့်ပေါ့၅ပွင့်ဆိုတာမရှင်းဘူးဘယ်သူတွေက၅ပွင့်ပြောနေတာလဲဆိုတာကျွန်တော်နားမလည်ဘူး ဒုတိယတစ်ခုကတော့တွေးဆုံဆွေးနွေးပွဲဆိုတာဆွေးနွေးတယ်ဆိုတာကတယောက်နဲ့တယောက်နဲ့ပြောမယ်သူ issue ရှိတယ်ပြောစရာအကြောင်းရှိတယ်ဆိုရင်ပြောတယ်သူကပြန်ပြောတယ်မတူတာလည်းရှိမယ်တူတာလည်းရှိမယ်ပေါ့အဲ့ဒီလိုဟာကိုဆွေးနွေးတာပြောတာအခုကတော့တယောက်တစ်လက်စီပြောဆိုတာပဲဆိုတော့ဒါဟိုဒေါ်စုကလည်းပြောတဲ့အထက်မှာဒါထက်ပြောပါတယ်သူကဒါတွေးဆုံပွဲပဲဆွေးနွေးပွဲမဟုတ်ဘူးလို့ပြောတယ်ကျွန်တော်လည်းဒီလိုပဲမြင်ပါတယ်တွေးဆုံပွဲပေါ့သဘောတူညီချက်ဆိုတာကတော့ ဒေါ်အောင်ဆန်းစုကြည်သတင်းစာရှင်းလင်းပွဲမှာပြောတော့လည်းပါတယ်။ဘာသဘောတူညီချက်မှမရှိပါဘူး။သဘောတူညီချက်လည်းရှိစရာအကြောင်းမရှိဘူး။ကျွန်တော်တို့လည်းဒီအဖြစ်အပျက်ကြီးကိုဒီ procedure ကြီးကိုမြင်နေရသိနေရတာ哦။သူတို့လှုပ်သွားတဲ့ဟာကတယောက်တလဲစီပြောတယ်။ပြီးတော့ဘာပြောစရာရှိသေးလဲဆိုပြီးတော့အဆုံးသတ်သွားတယ်ပြီးသွားတယ်။ဆိုတော့သဘောတူညီချက်ဆိုတာဆွေးနွေးကြညှင်းကုံကြပြောဆိုကြရင်းနဲ့မှဒီအချက်အလက်တစ်ခုခုကိုညှိပြီးတော့သဘောတူတယ်မတူဘူးဆိုတာမျိုးဖြစ်မှာ哦။အဲ့တော့သဘောတူညီချက်ဆိုတာတော့တေးချာချာကိုမှားယွင်းနေတာဖြစ်လိမ့်မယ်။ သဘောတူတယ်လို့ဦးရဲ့ထွက်ကခောက်ချက်ဆွဲတာမျိုးဆိုရင်တော့မပြောတတ်ဘူးပေါ့လေဒါတော့သူ့ရဲ့အမြင်ဖြစ်မှာပေါ့ဟုတ်ကဲ့ခင်ဗျဆရာဦးတန်းဆိုနိုင်လေဒီဟာနဲ့ပတ်သက်လို့ဘယ်လိုများပြောလို့ပါလဲခင်ကျွန်တော်ကတော့တခုကဒီတွစ်ဆုံမွဲပေါ့ဒီတွစ်ဆုံမွဲကတောင်ဆန်းစုကြည်က2023ခုနှစ်နိုဝင်ဘာလကလေးကွာလေဝန်ဆိုင်တွစ်ဆုံမှုဟိုကျွန်တော်တို့ဆိုပြုခဲ့အဲ့ဒီဆိုပြုချက်ကိုအကြောင်းမျိုးပြပြီးတော့ ညှင့်ပယ်ခဲ့တာပေါ့လေဒါပေမဲ့အဲ့ဒီလေးဝန်းဆိုင်တွေ့ဆုံဆွေးနွေးဖို့ဘွဲဆိုတာကအမျိုးသားပြန်လည်သိမြင်ရေးနဲ့ကျွန်တော်တို့နိုင်ငံရေးပြဿနာကိုတွေ့ဆုံဆွေးနွေးတဲ့လမ်းကြောင်းတိုင်းချစ်တက်ဖို့ဆိုတာပြည်သူတွေရဲ့ဆန္ဒနဲ့မျှော်လင့်ချက်ဖြစ်သွားတယ်အဲ့တော့အဲ့ဒီဟာကိုဒီနေ့မှဘာကြောင့်လောက်တာလဲဆိုတာလည်းစဉ်းစားစရာတစ်ခုပေါ့အဲ့တော့ဒီနေ့မှဘာကြောင့်လောက်တာလဲဆိုတော့ကျွန်တော်တို့မြင်တဲ့လောက်ကတော့ဒီဘွဲဟာ သမရဟိုဘာမှဘာမှပြီးမှမလာခင်မှာကျိုးပြီးတော့ဒီသူတို့မျောမှန်းနေတဲ့တွေ့ဆုံဆွေးနွေးပွဲမျိုးလှုပ်တဲ့ရောင်ရောင်ဖန်တီးပြီးတော့လှုပ်တဲ့တွေ့ဆုံပွဲဖြစ်တဲ့အတွက်เนาะကျွန်တော်ဒီဟာကိုဒီလှုပ်တာရဲ့ဥတီချက်နဲ့ပတ်သက်ပြီးတော့ကျွန်တော်ကသိပြီးတော့ကျွန်တော်အနေနဲ့သဘောမကျပါဘူးနောက်တစ်ခုကဒီဖြစ်စဉ်အတွင်းမှာပါဝင်ဖွဲ့စည်းမှုကိုကြည့်လို့ရှင်လဲ ခုနဆရာမော်လင်းပြောတယ်လို့ပဲမရှင်းလင်းဘူးမရှင်းလင်းဘူးဆိုပေမဲ့သိတာတာတခုကတော့ဒီအစိုးရနဲ့ဒီအနာဝိုင်းအဖွဲ့အစည်းတရားပုဂ္ဂိုလ်တွေနဲ့သူတို့နဲ့အမြင်မတူတဲ့အင်အားစုလို့ပြောရမှာကတော့နှစ်ခုပဲရှိတယ်။တောင်ဆန်းစုကြည်နဲ့အခုခုနှုံးပဲရှိတယ်။အဲ့တော့ဆိုရာကမျှကြည်မရှိဘူးပေါ့ဗျာ။အဲ့တော့ဖွဲ့စည်းပုံကြီးကလည်းကျွန်တော်ဒီဆွေးနွေးပွဲကိုကျွန်တော်သဘောမကျဘူး။နောက် တတိယပြောချင်တဲ့အချက်ကတော့ဒီဆွေးနွေးပွဲဟာဒေါန်ဆန်းချုပ်စုကြီးပြောဆိုတဲ့အဲသဘောထားရဆိုလို့ရှိရင်ဘာမှဆွေးနွေးညီနိုင်ရတာမဟုတ်ဘူးတကယ်ကြတော့ just gathering ပဲတွေ့ကြဆုံရတာပဲသမရကပထမပြောတယ်နောက်တခုချင်းပြောတယ်ပြီးတဲ့အခါဘာပြောစရာရှိသေးလဲဆိုရင်ပွဲသိမ်းသွားတယ်လို့ကျွန်တော်သိရပါတယ်ဒါပေမဲ့အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ပြန်ကြားရေးဝန်ကြီးဦးရထွက်ကနေပြီးတော့ဒီမှာကျွန်တော်တို့ ဒီဖွဲ့စည်းပုံပြုပြင်းနေပတ်သက်ပြီးတော့လွတ်တော်တွင်လမ်းကြောင်းကနေပဲကျွန်တော်တို့သွားတင်တယ်ဆိုတာကိုအလုံးသဘောတူညီတယ်ဆိုရဲစကားပြောတာကတော့သူဟာတန်ကြိုင်းဝန်ကြီးတယောက်ဖြစ်တယ်။သမဏရဲ့ပြောရေးစုခွင့်ရှိသူဖြစ်တယ်။အဲ့လိုပုဂ္ဂိုလ်တယောက်အနေနဲ့အဲဒီအချိန်တိုင်းမဟုတ်တဲ့ ဘောတူညီမှုသူဘာကြောင့်ပြောရတာလဲဆိုတော့ကျွန်တော်တို့ဟုတ်ကဲ့ဒါဘာလို့သဘောထားလဲဆိုတော့လည်းမေးလိုက်တော့ဒီဟာအစိုးရရဲ့သဘောထားလားသဘောထားလားတမရရဲ့သဘောထားလားသဘောထားလားဘာကြောင့်လဲဆိုတော့ဥယျာထွေးရဲ့သဘောထားလားဆိုတာပေါ့နော်ဟုတ်ပါတယ်အဲ့ဒါတော့တော်တော်မိကွန်းထုတ်စီရပါအဲ့တော့ဒီဆွေးနွေးပွဲကဟိုသူဥတီချက်ကကျွန်တော်ခုနပြောသလိုပေါ့ဒါကတော့ကျွန်တော်တို့နိုင်ငံရေးထိုးစပ်တစ်ခုလို့ပဲကျွန်တော်ထင်ပါတယ်အဲ့တော့အကျိုးသက်ရောက်မှုကဘာရှိလဲအကျိုးသက်ရောက်မှုက ပြည်သူတွေကဒီလိုဒီတိုင်းပြည်ရဲ့ကံကြမ္မာနဲ့ပတ်သက်ပြီးရေးပါတဲ့လူတွေစူးစီးနေတဲ့အချိန်မှာတစုံတရာသောကျွန်တော်တို့ဘုံဘာပြည်ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးအတွက်အရေးကြီးတဲ့ဆုံးဖြတ်ချက်များထွက်မလာလို့ဂျာနယ်တွေရောဟိုမီဒီယာသမားတွေရောလူထုတွေကလည်းမျှော်လင့်နေတာအဲ့ဒီမျှော်လင့်ချက်တွေလူတွေရဲ့စိတ်ကူးတွေကိုဖြစ်စီပြလိုက်တာ ਨੇ တူတယ်လို့ကျွန်တော်တော့ခံစားရပါတယ်ဒါကြောင့်မို့ဒီဆွေနွေဟာဒီဥတီကျေရရော ဖွဲ့စည်းမှုသဘောအရရောနောက်အကျိုးသက်မှုအရရောဘာမှကိုအဓိပ္ပာယ်မရှိဘူးလို့ကျွန်တော်တော့ထင်ပါတယ်။သမဏကလည်းအချက်သုံးချက်ပြောပါတယ်။အဲ့ဒီမှာတစ်ချက်ကတော့2015ရွေးကောက်ပွဲလုပ်ဖို့ဆိုတာနိုင်ငံရေးတည်ငြိမ်ဖို့လိုတယ်လို့ပြောပါတယ်တစ်ချက်။အဲ့ဒီလိုပဲကျွန်တော်တို့ကာကွယ်ဦးစည်းချုပ်ဗိုလ်ချုပ်မွေးမင်းအောင်လှိုင်းကလည်း ဒီပြင်ပလမ်းပေါ်နိုင်ငံရဲ့လက်ခံမှာမဟုတ်ဘူးပြည်တွင်းဒီလွတ်တော်တွင်နိုင်ငံရဲ့လက်ခံမှာပေါ့နော်ဆိုလိုတာပြင်ပလှုပ်ရှားမှုတွေကဘာမှအကျိုးတက်ရောက်မှုမရှိဘူးအဲ့လိုပဲရုပ်ောက်ပဲလှုပ်ဖို့ဆိုတာကလည်းနိုင်ငံတည်ငြိမ်ဖို့လိုတယ်ဆိုတဲ့သဘောထားမျိုးပြောသွားပါတယ်အဲ့တော့ဒီဟာနဲ့ပတ်သက်လို့ဆရာမော်လင်းဗာမြပြောလို့ပါလဲခင်ဗျနိုင်ငံရဲ့တည်ငြိမ်မှုရှိဖို့ကတော့လိုတာပေါ့ရုပ်ောက်ပွဲမလှုပ်လဲနိုင်ငံရဲ့တည်ငြိမ်မှုရှိဖို့လိုတာပဲတိုင်းပြည်တိုးတက်ဖွံ့ဖြိုးဖို့ဆိုတာဒါပေမဲ့လည်းနိုင်ငံရေးဖွံ့ဖြိုးတည်ငြိမ်မှရုပ်ောက်ပွဲလှုပ်မယ်ဆိုတာတော့လည်း အရန်ကြီးတော့အတိတ်ပဲမရှိလောက်ဘူးလို့ထင်တယ်ဒါတစ်ချက်ပေါ့နောက်တစ်ခုကလွတ်တော်တွင်နော်လွတ်တော်တွင်ကသွားတဲ့နီးမျိုးကိုပဲ လုတ်စေခြင်းနဲ့ပြည်သူလူထုအပြင်းအနေပြီးတော့ပြောတာတွေကိုဟိုတိတ်နားမထောင်ခြင်းဘူးဆိုတဲ့အတိတ်ပဲပါတာပေါ့နော်ဆိုတော့ကြောဘာမြင်လဲဆိုတော့လွတ်တော်တွင်ဆိုတာမူရဟုတ်ပါတယ်ဒါပေမဲ့လွတ်တော်တွေဟာဘယ်လောက်ပြည်သူလူထုကိုကိုးစားပြုလဲဆိုတာအရေးကြီးတဲ့ချက်ဖြစ်နေတယ် တော့လွတ်တော်ထဲမှာပြည်သူလူထုကိုစားပြုတဲ့သူတွေပြည်သူလူထုကလိုလားတဲ့သူတွေပြည်သူလူထုကထောက်ခံတဲ့သူတွေကြီးပဲဆိုရင်တမျိုးအဲ့တော့အခုကပြည်သူလူထုကိုယ်စားလှယ်မဟုတ်ဖဲနဲ့ပါနေတာလည်းရှိတယ်ဒါကျွန်တော်တို့အားလုံးသိပြီးသားနောက်တစ်ချက်ကပြည်သူလူထုကတကယ်လိုလားလားမလိုလားလားဆိုတာကိုမသေးကြတဲ့သူတွေလည်းရှိနေတယ်လို့ကျွန်တော်တို့ခန်းစားနေရတယ်ဒါကတစ်ချက်ဆိုတော့လွတ်တော်တွေက ပြည်သူလူထုကိုဘလောက်ကိုစားပြုလဲဆိုတာကိုမသေးကြတဲ့အခါမှာပြည်သူလူထုကသူ့စန္ဒကိုသူအခုစန္ဒဖော်ထုတ်တယ်ဆိုတာရှင်နေမှာပဲဘလို့နီးနေပဲဖော်ထုတ်ဖော်ထုတ်ဒါဒီမိုကရေစီပဲဒီမိုကရေစီမှာပြည်သူလူထုကစန္ဒဖော်ထုတ်ခွင့်ရှိရမယ်စန္ဒဖော်ပြခွင့်ရှိရမယ်အဲ့လိုဖော်ပြတဲ့ဟာကိုလည်းလွတ်တော်အစိုးရတမရောကာကွယ်ရေးဦးစီးချုပ်ဘယ်သူမဆိုဟာတိုင်းပြည်ခေါင်းဆောင်လုပ်မဲ့သူတွေကပြည်သူလူထုရဲ့သဘောထားကိုနာခံဖို့တော့လိုတယ်အထူးသဖြင့်လွတ်တော်ကပြည်သူလူထုရဲ့သဘောထားကိုနာခံရမယ် နိုင်ငံရေးခေါင်းဆောင်လုပ်မဲ့သူတွေတိုက်ပြည်မှာခေါင်းဆောင်နေရာယူတဲ့သူတွေကပြည်သူလူတွေရဲ့သဘောထားကိုသေချာနားထောင်ရမယ်နားလည်အောင်လုပ်ရမယ်ပြည်သူလူတွေရဲ့ဆန္ဒကိုလေးစားရမယ်လို့ကျွန်တော်တို့ဒီလိုပဲပြောချင်ပါတယ်ဟုတ်ကဲ့ခင်ဗျအဲ့ဒါဆိုရင်ဟိုတယ်လက4 3 6ပြင်ဆင်ရေးပြည်သူ9တန်းလောက်လက်မှတ်တော်ဝင်တင်ထားတာပေါ့နော်လွတ်တော်ကတစ်ခါတစ်ခုတည်းနဲ့ဆုံးပြတ်ပြီးတော့ပယ်ကြခဲ့တယ်အဲ့ဒါနဲ့ပတ်သက်လို့ဗာပြောလို့ပါလေဗျာဆရာတန်ဆိုးနေဟုတ်ကဲ့အဓိကတော့အခုဒီဆွေးနွေးပွဲလုပ်တာရဲ့သူတို့ ပေါ်ပြခြင်းရှိတဲ့ရွေချက်ကတော့လွတ်တော်ပြပါလှူရှာမှုတွေဒေါန်ဆန်းစုကြည်တို့ဥဆောင်ပြီးတော့လှုပ်တဲ့လှူရှာမှုတွေကိုကန့်သတ်ခြင်းတဲ့သဘောကန့်သတ်နိုင်မှုအတွက်ကြိုးစားတဲ့သဘောလို့ကျွန်တော်တို့ယူဆပါတယ်အဲတော့၄၃၆လှူရှာမှုမှာပြည်သူ၅သန်းဒီပါကကျွန်တော်တို့လက်မှတ်ထိုးခဲ့တယ်ဒါတောင်ပြည်စုံနဲ့ဟိုစင်စရာမဟုတ်ပါဘူးဟုတ်လဲသို့တော်ညာလဲအဲ့ဒါနဲ့ပတ်သက်လို့လွတ်တော်ဥက္ကဋ္ဌဥရှိမန်ကကျွန်တော်တို့ ီတင်းစားချီလေးဆွေးနွေးပွဲမှာသူပြောခဲ့တာဒီပြင်ပမှာရှိနေတဲ့လှုပ်ရှားမှုတွေကလွတ်တော်ပေါ်မှာဘာမှတက်ရောက်မှာမဟုတ်ဘူးလို့သူကပြောခဲ့ပါတယ်အဲ့တော့ဆိုတော့ကပြည်သူတန်းနဲ့ချီပြီးတော့ထောက်ခံထားတဲ့ကိစ္စတစ်ခုကလွတ်တော်ပေါ်မှာတက်ရောက်မှုမရှိဘူးဆိုတော့ဒီလွတ်တော်ဟာဘာလဲဆိုတဲ့မိကုန်းကိုကျွန်တော်မေးရမှာပေါ့။အဲ့ဒီမိကုန်းအဖြေကတော့ခုနကကိုမော်လင်းဖြေသွားပါ ဒီလွှတ်တော်ဟာပြည်သူ့ဆန္ဒကိုကိုစားမပြုနိုင်ဘူးဆိုတာပြီးခဲ့တဲ့ကျွန်တော်တို့2010ခုနှစ်ရွေးကောက်ပွဲအချိန်ဒီနောက်တစ်လျှောက်လုံးဒီ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 တဲမှာဟိုပါဝင်ဖွဲ့စည်းမှုအရာပြောလို့ရှင်လဲတက်မတော်25ရာခိုင်နှုန်းပါတယ်နောက်ကြမ်းခိုင်ဖုံချွေးပါတီကနေရာအများစုတွေယူထားတယ်အဲ့လိုအချိန်ဒီအောက်မှာကျွန်တော်တို့ဒီနေ့ဒီချိန်ခါမှာတကယ်ပြည်ပြင်ပြောင်းလဲရေလှုပ်ချင်တယ်ဆိုလို့ရှင်ပြည်သူတွေရဲ့အသံကိုလွှတ်တော်ကကိုစားပြုအောင်ပြုနိုင်အောင်ကြိုးပမ်းရမယ်အနေထားဖြစ်တယ် အဲ့လိုကိုစားပြုနိုင်မှုမရှိတဲ့အတွက်ကျွန်တော်တို့လူတို့ကသူတို့ဆန္ဒပေါ်ပြဖို့ကျွန်တော်တို့ကြိုးစားကြတာဖြစ်တယ်အဲ့ဒါဟာကျွန်တော်တို့ဗမာပြည်လိုကျွန်တော်တို့ဒီမိုကရေစီအရာဒီဟိုမပြည့်စုံသေးတဲ့နော်ဒီမိုကရေစီလမ်းကြောင်းပေါ်တောင်မရောက်သေးတဲ့တိုင်းပြည်အခြေအနေမှာအဲ့ဒီအနေထားကိုထည့်သွင်းပြီးတော့မစင်စားဘူးဆိုလို့ရှိရင်တော့ကျွန်တော်ကဒီလွတ်တော်ဟာပြည်သူ့အံဟုတ်ရလားဆိုတော့ကျွန်တော်တို့ကပြန်ပြီးတော့ မိကုတ်ထောင်းအနေထားရှိပါတယ်ဟုတ်ပါတယ်အဲ့တော့ကိုရသူတို့ဟိုပြည်သူ၅သန်းကနားမထောင်ခြင်းရတာနေရမယ်အရင်မျိုးဆောင်ဥပဒေကိစ္စတုန်းကလည်းဟလာလူတသိန်းလောက်လက်မှတ်ထိုးတယ်လို့ဆိုပြီးတော့ဟုတ်ဟိုဒါပါလေသူတို့ဒီလိုဘာလို့လောက်ထားပြီးရှိတယ်တတော်ကနေပြောတာနောက်တစ်ခါဟိုတလောကလည်းအဲ့လိုမျိုးစံစံနေလုတ်လုတ်သေးတယ်မလားလူတောင်လောက်ကလက်မှတ်ထိုးလို့ဥစားစွန့်ဥစားစင်ကိစ္စတုန်းကလည်းတက်တက်ညာညာစဉ်းစားဖို့ဘာညာဆိုတာအဲ့တော့ နားထောင်ကျင်တာကိုနားထောင်ပြီးနားမထောင်ကျင်တာကိုနားမထောင်ဘူးဆိုတာမျိုးတော့လည်းမရဘူးလေဟုတ်ကဲ့ခင်ဗျဒီရှုရလက်ခံမယ်ဒီရှုရနားမထောင်ဆိုတော့ consistent ဖြစ်ပေါ့အခုနောက်တစ်ခုကလည်းကျွန်တော်တို့ဟိုလူပြောများနေတဲ့ဒီကနေပြီးတော့နောက်တစ်ခုပါနော်ကျွန်တော်တို့ဟိုအလွတ်တင်းတော့ကိုပါကြီးတက်ခံတာပါအခုသူအထူးသဖြင့်တော့ကျွန်တော်မေးချင်တာတော့ဒီမြန်မာလူခွင့်ရဲ့ commission ဒီထဲမှာပါလာပါတယ်ဒီ commission လည်းဖွဲ့ထားတယ်ဒါနဲ့ပတ်သက်လို့ဘာများလုပ်ပေးနိုင်မလဲနောက်တစ်ခုကလည်းဒီဟာ ဟိုလူခွင့်ရချုံမှန်မှုလည်းဖြစ်တယ်ပမာတိကအရေးကြီးတဲ့အချိန်မှလည်းဖြစ်တယ်ပမာတိရဲ့ပြုပြင်ပြောင်းလဲမှုတွေပေါ့ဘယ်လောက်ထိတက်ရောက်နိုင်လဲဆိုတာလေးကိုလူတို့ရှင်းလင်းတစ်ချက်လောက် comment ပေးပါအောင်ကိုလူကိုမလေးလူအခွင့်ရေးနဲ့ပြောရရင်တော့ဒီလိုလူတယောက်ကိုတတ်ပြစ်တာတော်တော်ကိုရိုင်းတဲ့ကိစ္စပဲကျွန်တော်တို့အဲ့လိုပဲမြင်တယ်ဒါတော်တော်ရိုင်းတဲ့ကိစ္စကျွန်တော်တို့ယဉ်ကျေးတဲ့လူမှုဖွဲ့စည်းမှဟဲ့လားကျင်းကျဲတဲ့လူမှုအဖွဲ့အစည်းမှာဥပဒေအရသေတံပေးရင်တောင်မှတကယ်တတ်မလားမတတ်ဘူးလားဆိုတာတော်တော်စကားပြောနေရတဲ့ခင်မျိုးဒီလိုအချိန်မျိုးမှာ ဒီလိုလွယ်လွယ်ကူကူလက်လွတ်စပယ်လို့ကျွန်တော်တို့ဒီလိုပဲမြင်တယ်ပေါ့နော်ဟိုတက်ပြစ်လိုက်တယ်အဲ့လိုနားလေတယ်အခုအလောင်းဖော်လာတယ်စစ်ဆေးတယ်ဟိုအလောင်းဖော်တယ်စစ်ဆေးကြည့်ရတယ်အရာလည်းတနက်ဒဏ်ရာတွေ့တယ်ပါညာဆိုဒီလောက်တက်ပြစ်ဖို့လိုလားပေါ့တချို့အကြောင်းပြချက်တွေရှိနိုင်ပါတယ်တိုင်းပြည်ရဲ့လုံခြုံရေးအရဘာကြောင့်ညာကြောင့်သူ့ကိုစစ်ဆေးမေးမြန်းဖို့လိုတာဟုတ်ပါတယ်စစ်ဆေးမေးမြန်းဖို့လိုရင်စစ်ဆေးလို့ရပါတယ်ဒါပေမဲ့ဥပဒေအတိုင်းတော့ဖြစ်ဖို့ကောင်းတာပေါ့အခုကတော့ဥပဒေမဲ့ဖြစ်လွန်အကြီးတယ်လို့ထင်တယ်အဲ့ဒါဟာတော့ တကယ်ကိုလူခွေးင်းနဲ့ပတ်သက်ရင်ဒါတော်တော်ကိုရိုင်းတဲ့ကိစ္စဖြစ်နေတယ်ကျွန်တော်တို့တိုင်းပြည်မှာရှက်စရာကောင်းတယ်လို့မြင်ပါတယ်အဲ့တော့လူခွေးင်းကော်မရှင်ကတော့ဒီကိစ္စကိုတော်တော်လေးအရေးကြီးလို့လုပ်ရလိမ့်မယ်လို့ထင်တယ်အဲ့ဒီလိုမှမလုပ်ဘူးဆိုရင်တော့ကျွန်တော်တို့တိုင်းပြည်ကကိုယ့်ပြည်သူလူတို့ရဲ့ယုံကြည်မှုရောနိုင်ငံတကာရဲ့အလဲမှာရောတော်တော်အခက်တွေ့မဲ့သဘောလို့ကျွန်တော်မြင်တယ်ဗမာပြည်ကတော့နိုင်ငံတကာလူခွင့်ရေးအဖွဲ့အစည်းအသီးသီးကနေပြီးတော့တောက်လျှောက်စောင့်ကြည့်လေ့လာခဲ့ရတဲ့အတိုင်းပြည်ပါ။ဘာကြောင့်လဲဆိုတော့ တစ်ခုအပြူရင်းစစ်ဖြစ်နေတယ်အပြူရင်းစစ်နဲ့အတူနောက်ဆက်တွဲပါလာတဲ့ကိစ္စတွေကခုနလိုကျွန်တော်တို့အမျိုးသမီးတွေပေါ်မှာမတရားကျင့်မှုတွေပြည်သူတွေရဲ့အိုးအိမ်စီးစင်တွေကိုမိရှုဖျက်ဆီးမှုတွေနောက်တစ်ခုကကျွန်တော်တို့ဒီစစ်ပွဲအတွင်းမှာတရားမဲ့တပ်ဖြတ်မှုတွေလည်းရှိတယ်လို့အစဉ်ခံခဲ့တာတွေရှိပါတယ်အဲ့ဒါဟာဗမာပြည်ရဲ့လူ့အခွင့်အရေးမျက်နှာစာမှာအတော်ရုပ်ပြအစဉ်ပြဖြစ်ခဲ့တဲ့ကာလပါ ကိစ္စတွေပါအဲ့တော့ဒီမှာတော့အခုကတော့ထူးခြားတာတွေကတော့ကျွန်တော်တို့ဒီတာမန်လူလူတွေမှာနောက်ပြီးတော့ကျွန်တော်တို့ဒီလူလူတွေနဲ့ဒီစစ်ပွဲတွင်မှာဖြစ်နေတဲ့ပြဿနာတွေကြားထဲမှာတင်မဟုတ်တော့ဘဲနဲ့ကိုပါကြီးလူမီဒီယာသမားတယောက်မီဒီယာသမားတယောက်ကိုခုလိုဒီတမ်မရောင်းနေပြီးတော့ဒီ ြစ်ခတ်တာဖြစ်လိုက်ပြီဆိုတော့တော့တမလော်ရဲ့ဒီ image ကိုတော်တော်ကိုထိခိုက်စေတဲ့ကိစ္စပါ။နောက်ဒီကိစ္စကလည်းကျွန်တော်တို့မြင်လောက်ပြောလို့ရှင်တရားဥပဒေစိုးမိုးမိုးရေးစုတော်ကကြည့်လို့ရှင်လေ။တကယ်ကြတော့ဒီကိစ္စစုံစမ်းမေးမြန်းနေပါဆိုတာကျွန်တော်တို့ဒီတမလော်ရဲ့ကိစ္စမဟုတ်ပါဘူး။ရဲကလာဖမ်းသွားတဲ့ကိစ္စ။ပြီးတော့မှဒီကိစ္စတွေနောက်ဆက်တွဲတွေဖြစ်တဲ့အခါကျတော့အလွန်ကျွန်တော်တို့တိုင်းပြည်ဟာတရားဥပဒေစိုးမိုးရေးနဲ့ပတ်သက်လို့ဘလောက်စီးလို့ဘောင်လို့ဖြစ်နေတယ်။ အဲ့ထဲမှာနောက်ဆုံးဒီကိစ္စတွေနဲ့ပတ်သက်ပြီးတော့အဓိကတာဝန်ရှိဆုံးအင်အားစုကတမတော်ဖြစ်နေတယ်ဆိုတာကျွန်တော်တို့တိုင်းပြည်ရဲ့လူခွင့်ရေးအခြေအနေနဲ့တမတော်ရဲ့ဂုဏ်သိက္ခာအပေါ်မှာကျွန်တော်တို့အလွန်ကြည်ဝဲဝန်းနေစေကောင်းတဲ့ကိစ္စပါနောက်တစ်ခုကျွန်တော်ပြောချင်တာကတော့အခုကျွန်တော်တို့သိရတဲ့အနေထားတွေအရာဆိုရင်ဒါမပြည့်စုံသေးတော့ညာလေအခုတနတ်တန်ငါးချက်တွေ့ရတယ်နော်နောက်ပြီးတော့ကျွန်တော်တို့မေးစီမှာကျွန်တော်တို့ တ်ပြီးတော့ဖြစ်တယ်ဆိုတဲ့အချက်လက်တချို့လဲသိရတာပေါ့ခင်အဲ့တော့ငโกကဒီတမရောကတောင်းရှိသူတချို့ကနေပြီးတော့ထွက်ပြေးလို့ပြစ်တယ်ဆိုတဲ့ကိစ္စကအတိတ်ပဲရောရှိပါရဲ့လားအဲ့လိုမျိုးကျွန်တော်တို့လုံးတင်သလားဆိုတာတွေစဉ်းစားစရာတွေအဲ့ဒီကိစ္စတွေကိုကျွန်တော်တို့အခုဖွင့်ဖွဲ့စည်းထားတဲ့လူခွင့်ရေးကော်မရှင်ကရောဘလောက်ထိထိထိရောက်ရောက်အမှန်တရားကိုဖော်ထုတ်ပြီးတော့ ြီးလိုအပ်တဲ့အရေးယူမှုပဲပုံပဲနည်းလောက်လာမှာလဲဆိုတော့ကျွန်တော်စောင့်ကြည့်အောင်မထင်ပါဘူး